စကာဆူပွေးပွဲမှာလက်တံပြောင်းခဲ့တဲ့မင်းသားကြီးဝက်စမစ်ရဲ့သားတော်မောင်ဂျေဒန်စမစ်ကိုတီးကြမယ်ထင်ပါရီ။သူဟာအော်စကာဆုပိုင်ရှင်သူ့ဖေဖြစ်သူဝက်စမစ်ရဲ့ခြေရာကိုလိုက်နေအောင်ထူးချွန်သူလို့ဆိုရမှာဖြစ်ပါရီ။ရပ်ပါတချင်းရေးစရာတရုတ်ဆောင်စသည်ဖြင့်နေပယ်ပေါင်းစုံမှာအောင်မြင်နေတဲ့သူဖြစ်ပါရီ။ဒါပေမဲ့လက်တလုံးမှာတော့ဂျေဒန်စမစ်တယောက်ယူနေပြီဆိုပြီးဝေဖန်ခံနေရပါရီ။ဒါကတော့ဂျေဒန်စမစ်ရဲ့သူများနဲ့မတူတမို့ထူးခြားနေတဲ့ဖက်ရှင်တွေကြောင့်ပါပဲ။ Jaden Spencer တော်ရုံနုပညာရှင်တွေလက်မှတ်ရေးလောက်တဲ့ fashion တွေနဲ့ပရိသတ်တွေရဲ့အာရုံကိုဖန်ဆနိုင်တဲ့သူဟာ လူမှုရဲတဲ့ fashion တွေနဲ့ junior လိုဝေဖန်ခံနေရပေမဲ့ Jaden Smith ကတော့သူ့ fashion တွေကပေါ်ပေါ်ပဲပဲမဟုတ်ဘူး။မင်းတို့ဝေဖန်လို့ရှာရင်ဒါပေမဲ့ဘယ်တော့မှတော့လက်ဝတ်နိုင်မှာမဟုတ်ဘူး။ဒီ fashion တွေကဈေးကြီးတယ်ဆိုပြီးတော့တုံ့ပြန်ခဲ့ပါရီ။တကယ်လဲ Jaden Smith ရဲ့ fashion တွေကဈေးကြီးလို့နာပါ။ကြီးလိုက်ရင်သာဘာတန်မှုမရှိတဲ့ကြောင်တောင်ကြတာတွလို့တွလာပုံစံဖြစ်နေပေမဲ့ဈေးကတော့အမြဲတမ်းဒီပါဒေါ်လာတန်းချီနေတာပါ။လူတွေကတော့ဒီလိုဆွဆွဝါးဝါး fashion တွေအတွက်ဒီလိုငွေတွေသုံးတာယူနေတာပဲဖြစ်မယ်ဆိုပြီးတော့ဝေဖန်ကြပါရီ။ ဂျေရန်စမိတ်ဟာယုတ်ကလေးချောပြီးတော့နုပညာဘက်မှာဘတ်ဆောင်တော်သလားအုံနောက်ပါမလားဘူးထင်မှရဲဆိုပြီးဆိုခဲ့ကြပါရဲ့ဂျေရန်စမိတ်ကတော့သူ့ကိုဝေဖန်လေးပုတ်ကယူမဆိုင်လေးဖြစ်ပါရဲ့